အင်တာဘွဲ့တွေဟိုမှန်ကန်တဲ့သတင်းစကားတွေပိန်ပြီးတော့အမြန်ဆုံးထိမ့်ပြီးတော့ကျွန်တော်တို့ညီနောင်တွေတားချင်းတွေစုပေါင်းပြီးတော့ဘုံရန်သူကိုတိုက်ဖို့ပဲလုပ်ကြဖို့သိအာလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ချင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်မလာကပြုံးပြုံးကြီးထိုင်ကြည့်နေပြီဒါအပြင်ကိုသူကအခုဟိုမှဟိုပူတင်ကိုသွားပြီးတော့မလာပြီးတော့ဖေဖေကြီးကိုချစ်တယ်လှုပ်လာပြီးတော့သူနောက်ွယ်မှာဘာတွေယူလာပြီးတော့ဘာသဘောတူညီပြီးယူလာခဲ့တယ်ဘာမှမသိဘီလာရုစ်ကိုသွားပြီးတော့နော်ဘီလာရုစ်ဆိုတာကနိုင်ငံလို့သာခေါ်တာတကယ်တကယ်တော့ ရုရှားအောက်ထဲကခုမြန်မာပြည်မှာဆိုလို့ရှိရင်ဗျာဟိုမြန်မာပြည်ရဲ့တခုတော့တိုင်းနဲ့ပြည်နဲ့တခုရဲ့ခေါင်းဆောင်လို့ပေါ့ရန်ကုန်တိုင်းဝန်ကြီးချုပ်အဆင့်ပေါ့ဗျာဘီလာရုဆိုတာကအဲ့လိုမျိုးပေါ့နော်အဲ့ဒီဘီလာရုဆိုတာလည်းအာဏာရှင်ပဲအဲ့ဒါနဲ့ဘလိုတွေပူပေါင်းဆောင်ရွက်ပြီးတော့ဘာတွေလုပ်ပြီးတော့ဘလိုတွေဖြစ်လာပြီးတော့သူ့ရဲ့လက်နက်နဲ့ငွေကြေးကူညီဘာတွေယူလာခဲ့လဲဆိုတော့ကျွန်တော်မသိနိုင်ဘူးတပတ်ကလည်းတရုတ်ကြီးကလည်းသူ့ကိုကြားကန်ပေးထားတဲ့ဟာရှိတယ်။အာဆီယံဆိုတဲ့တိုင်းပြည်တွေကလည်းလေသာရှိတယ်၊ EU လိုမဟုတ်ဘူး။ဘာမှသုံးစားလို့မရ ဲ့တော့ကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိတဲ့အနေထားမှာဒီတချီမှာကျွန်တော်တို့နိုင်အောင်မလုပ်နိုင်ဘူးဘာကြောင့်မလုပ်နိုင်လဲကိုယ့်ချင်းချင်းတွေပွေးကွဲနေကြလို့ကိုယ့်ချင်းချင်းတွေပြန်ပြီးပြောင်းလဲနေကြလို့ကိုယ့်ချင်းချင်းတွေမန်တက်နေကြလို့မာနတွေတက်နေကြလို့အဲ့လိုမျိုးဖြစ်ပြီးတော့ဒီတော်လည်းရဲ့ကြီးမြတ်မပြောကောင်းမဆိုကောင်းတခုခုဖြစ်သွားခဲ့ရင်ဘယ်နဲ့လုပ်မလဲဒါကိုစဉ်းစားမှုလိုပါတယ် ဒါကိုစဉ်းစားဖို့လိုပါတယ်ဒါကိုစဉ်းစားဖို့လိုပါတယ်အဲ့တော့အမှန်ဆိုကျွန်တော်တို့ကဒေါ်လာရဲ့နောက်တစ်ဆင့်ကိုတက်ရမှာဒေါ်လာရဲ့နောက်တစ်ဆင့်ကိုတက်ရမှာအဲ့ဒါကကျွန်တော်တို့အချင်းချင်းမှာဘူးဆက်ပေါင်းစည်းနိုင်ရေးဆိုတဲ့ဟာတွေကိုလောက်ရမှာကျွန်တော်တို့အချင်းချင်းကြားထဲမှာမဟာမိတ်ဆက်ဆံရေးတွေလောက်ရမှာကျွန်တော်တို့အချင်းချင်းကြားထဲမှာဒီလိုလက်ချင်းချိန်ထားပြီးလောက်ရမယ်အစားအဲ့ဒီအနေအထားကိုမသွားနိုင်တဲ့အနေအထားဖြစ်နေတာ တော့ကျွန်တော်တို့ရှိမှာကဒီစစ်အနိုင်တိုက်ရေးကိုသွားရမယ်ဆိုတာကအခုလုံးကကျွန်တော်တို့ပြောနေတာပဲကျွန်တော်ဒီစစ်ကိုမနိုင်မဲနဲ့ဘလို့နီးနေမှာနော်ဒီတိုက်ပြီးရမလွတ်မြောက်ဘူးဒီစစ်ကိုနိုင်ဖို့ဆိုလို့ရှိရင်အခုလုံးကဝိုင်းယုံရမှာငါတို့လည်းမဆိုင်ဘူးဆိုပြီးတော့မဆိုင်သလိုနေရင်တော့လေတမျိုးပေါ့ဗျာခဏတော့ခင်ဗျားတို့နေလို့ရရင်ရမှာပေါ့နော်နေလို့ရရင်ရမှာပေါ့အဲ့ကကြာရင်လည်းဂျန်နဲ့လောလောဆယ်မဆိုင်သလိုမနေတဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကတော့ မနာဘူးပေးဆက်ရတာပေါ့အဲ့တော့ကိုယ့်ရဲ့နော်ရွေးချယ်မှုတွေပေါ့တော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 ့ခင်ဗျအဲ့ဒါဆိုလို့ရှိရင်ခင်ဗျလည်းမလွတ်လပ်ဘူးကျွန်တော်လူတွေလည်းမလွတ်လပ်ဘူးကျွန်တော်တို့တိုင်းအသားညီကိုမောင်နှမတွေကျွန်တော်တို့ကြည်နေကြတယ်နော်တော်လိုင်းကြီးတွေကနှစ်ပေါင်း60 90အဲ့လိုမျိုးတွေကြာလာပြီးပြီဘာကြောင့်သုံးသက်တိုက်ခွေးတွေကျွန်တော်တို့မလွတ်နိုင်ကြတာလဲမလွတ်နိုင်သေးတာလဲကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်ဦးနော်ဘာကြောင့်လဲ ကျစင်းသားကြည့်ဦးကျစင်းသားကြည့်ဦးကျွန်တော်တို့ဘယ်နေရာမှာအားနည်းနေတယ်လဲကျွန်တော်တို့ဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဘာကြောင့်ရှစ်တို့လို့မြင်ရတာလဲ UWFA เนาะကျွန်တော် WhatsApp ဖွဲ့ Channel ဖွဲ့ကြီးကတော့ကျွန်တော် RCSS တို့เนาะ SSPB တို့ဒီချိန်မှာကျွန်တော်တို့အားလုံးကဘုံရန်သူကိုကျွန်တော်တို့ကနှွာကြမှာမဟုတ်ဘူးလားဒီနေ့ဒီအချိန်ခါလောက်နော်ကျွန်တော်တို့မြမသမိုင်းမှာတော်လိုင်းရင်းမှာကျွန်တော်ပြောနေကြစကားရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဗမာတွေကိုယ်တိုင်လက်နက်ကင်တော်လန်းမယ်ဗမာတွေကိုယ်တိုင်လက်နက်ကင်တော်လန်းတာကခေတ်ဆက်ဆက်မှာဒီနေ့လူဦးတော်လိုင်းရင်းမှာကအားကောင်းဆုံးပဲ ဲ့လိုအနေထားရှိတဲ့အချိန်မှာဒီဟာကြီးကိုအမိရစုတ်ကင်ပြီးတော့ရန်တကိုကျွန်တော်ကအနာမပေးဘဲနဲ့နှွာကြမှာမဟုတ်ဘူးလားအေးဆိုလို့ရှိရင်အပြတ်နှွာတယ်နေရာတကာမှာကိုနှွာတယ်ကျွန်တော်တို့အားရစရာကောင်းတယ်လေးလေးလေးစားတယ်ချီးလေချီးကျူးတယ်အားလေကြတယ်အဲ့တော့ဒီလိုမျိုးအနေထားမှာအမှန်မှန်ဆိုလို့ရှိရင်ကျွန်တော်တို့မဟာမိတ်ညီတော်သုံးပါး နော် AA ဘက်ကနေပြီးတော့ TNNA နဲ့ MDA ကဝိုင်းတိုက်မပေးသင့်ဘူးလားတိုက်ပေးနေလားကျွန်တော်မသိဘူးဒါပေမဲ့တိုက်ပေးသင့်တယ်ဒါဖြစ်သင့်တယ်ဘာကြောင့်လဲ1027မှာ AA လဲပေါ်ပါတယ်မာမိတ်ညီတော်သုံးပေါ်ဆိုပြီးတော့တိုက်တာဗမာတွေလဲပါတယ်အညာသားတွေအများကြီးပါတယ်နော် အဲ့တော့အမမဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒီမှာအေအေကနေပြီးတော့ဒီမှာကပ္ပဆက်ဆက်ယုံနေနာညောင်ဂျိုးနာမှာတာဘောင်းအဲ့ဘက်ကဒီကိုရောက်လာပြီအမမဆို MDA နဲ့ TNL ကအေဘက်ကနေပြီးတော့အင်ပြစ်အားပြစ်အင်တိုက်အားတိုက်ဝင်မပါသိမ့်ဘူးလားဝိုင်းမတိုက်ပေးသိမ့်ဘူးလားအနည်းဆုံးတော့ကျွန်တော်ပြောပြမယ် KIA ကိုပြဿနာရှာတာဒီမလုပ်သင့်ဘူးကြာအဲ့ဒါကျွန်တော်ပို့လင်းပြောပြတာ လုံးဝမဖြစ်သင့်ဘူးဒါကြီးကကျွန်တော်တို့ဒေါ်လာအေးကြီးဒဇုံလုံးနဲ့ထိခိုက်သွားလိမ့်မယ်ထိခိုက်သွားလိမ့်မယ်ဒါကြောင့်မလို့ဒါကိုကျွန်တော်တို့နိုင်ငံရေးခေါင်းဆောင်တွေဒေါ်လာအေးခေါင်းဆောင်တွေတိုင်းဒေသလမ်းလက်ကတပ်ဖွဲ့တွေဒါတွေပြောဖို့ပြောမှရတော့မယ်ကျွန်တော်တို့ကကျွန်တော်တို့ပဲရှိတယ်ယူကရိန်းဖြစ်တဲ့အခါကျတော့ဥရောပဒရိုက်လုံးကဝိုင်းပြီးတော့လက်လက်တွေထောက်ပံ့တယ်ဝိုင်းပြီးတော့သွေးစည်းကြောင်းပြတယ်မြန်မာပြည်မှာဖြစ်စင်တာဖြစ်ကြီးစားစား ဘာမှသူတို့ဘီးမဆက်ဘူးဥယောပသမကဆိုတာဥယောကသမကဆိုတာကယူကရိန်းမှာဖြစ်တဲ့အချိန်မှာအပြည့်အဝဝိုင်းပြီးတော့လုပ်ပြီးတယ်အာဆီယံဘာသုံးကြလဲတိုင်းမှာကြည့်မြန်မာတွေကိုဖမ်းပြီးပြတ်ဖို့တယ်တရုတ်မှာကြည့်မြန်မာတွေကိုဖမ်းပြီးပြတ်ဖို့အိန္ဒိယကပြတ်ဖို့တယ်မလေးရှားကပြတ်ဖို့တယ်ဟာကြည့်ကြည့်တရုတ်ဝီကမွတ်စလင်၁၀ရောက်လောက်ပြန်ဖို့မှာကြတော့ ကုလသမဂ္ဂစိုးရိမ်ပါတယ်လို့ပြောတဲ့ချိန်မှာမြန်မာထောက်ချီပြပြောတော့အဲ့တောက်ကုလသမဂ္ဂတောက်ပစက်တွေပိတ်ဒီလိုနေသားမှာကျွန်တော်တို့ကလုံးဝကိုကျွန်တော်တို့ပြည်သူတွေအားလုံးကစူးကြကစူးကြကဘူးခါဖြစ်နေတာဒီလိုနေသားရှိတယ်အဲ့တော့ကျွန်တော်တို့တွေအကုန်လုံးကကိုဘဝတွေအသက်တွေက အယံကိုဈေးပေါ်ပြီးတော့ဖြစ်နေတဲ့အချိန်ဒီအချိန်မှာတော့အချိန်ကုန်နဲ့အချိန်ခါနဲ့ကောင်းတာမရှိဘူးဒီဟာကိုကျွန်တော်ကအကုန်လုံးတိုင်းသားညီကောင်တို့မှလည်းအကုန်လုံးကမိမိရဲ့လူမျိုးစုနွယ်တစ်ခုတည်းကိုမကြည့်ဘဲနဲ့ Federal Democracy ပြည်ထောင်စုဆိုတာကိုကြည့်ပြီးတော့လောက်ကြဖို့တိတ်ရေးကြည့်ပါလေမိမိရဲ့အဖွဲ့အစည်းလေးကောင်းကျိုးတစ်ခုတည်း ခဏတန်အတွက်ကိုမကြည့်ပဲနဲ့ရေရှိလုံးကြဖို့တိတ်အရေးကြီးပါတယ်ဒီလိုမှမလုပ်လို့ရှိရင်ကျွန်တော်တို့တော်လန်ရေးကြီးကပိတ်ဆက်ရတာတွေများလိမ့်မယ်အခုပဲကြည့်မလားစစ်တန်းန်းပေါင်းတို့ဟိုစစ်မှုဗျာတက်တောင်တော့အတော့ပေါင်း10ခုကျော်သွားပြီအဲ့တော့ကျွန်တော်ဘက်ကအခုလိုမျိုးမညီမညွတ်တွေဖြစ်တယ်ဆိုတာကြာသူတို့ကပိုးပြောမှာပေါ့ ုတ်တယ်ဟုတ်ဆိုတော့ဒါကိုကျွန်တော်ဒီနေ့အချိန်မှာအရေးတကြီးအနေနဲ့တိုင်းသားလူမျိုးစုအသီးသီးခေါင်းဆောင်ကြီးတွေကဝိုင်းထိပ်ပေးကြပါဒါအပြင်ကျွန်တော်တို့အမြောက်ပြင်ကြီးသောတိုင်းသားခေါင်းဆောင်ကြီးများကအတက်နိုင်ဆုံးထိမ့်ချုပ်ကြပါနော်ဒါအပြင်ကိုကျွန်တော်တို့နော်ဟိုဒီနေ့ကနော် MDA ကနေပြီးတော့ပြသက်လိုက်လို့နော်ဒီသွားတဲ့ကိစ္စမျိုးနောက်ဘယ်တော့မှမဖြစ်သင့်ပါ ဒါသည်အလောက်ထိအောင်ပြတ်တတ်တဲ့အဆင့်ထိဆိုတာသည်အလွန်ကိုစိုးရတဲ့အတွက်ပြင်းပြင်းထန်ထန်ကျွန်တော်တို့ရှုံချတယ်သို့တော့ MDA ကတို့တာဝန်ယူပြီးတော့ခြေရှင်းမယ်ဒါပြင်ပြမှုကျွလုံးနဲ့ MDA တက်သားတွေကိုနော်ခုံယုံဖွဲ့ပြီးတော့စစ်ဆင်းမယ်ဆိုပြီးပြောတဲ့အတွက်ဒါကတော့ကျိုးစိုးဒါပေမဲ့အစကတည်းကလုံးဝမဖြစ်တဲ့ကိစ္စနောက်တစ်ချက်ကအခု DNA တွေကဒီမှာကျွန်တော်တို့ KIA နဲ့ပွတ်တိုက်မှုတွေเนาะ ဖြစ်နေတာတွေကတော်တော်လေးကိုများလာပြီဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ DNA တွေခေါင်းဆောင်ကြီးတွေအားလုံးကိုဒီနေရာကနေပြီးတော့တင်ပြခြင်းနဲ့ဒါမျိုးတွေကလုံးဝကိုမဖြစ်သင့်တာပါ။လုံးဝကိုမဖြစ်သင့်တာပါ။ဒါကြောင့်မလို့မိမိရဲ့เนาะကျွန်တော်တို့တဲ့ရေးကြည့်ပါလေ။เนาะတဲ့ရေးကြည့်ပါလေ။အဲ့တော့တကယ်လို့မြန်အောက်ခြေမှာရဲဘော်တွေကเนาะကိုခေါင်းဆောင်တွေကမသိပဲနဲ့ ဖြစ်နေတာမျိုးဆိုလို့ရှိရင်လေကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့ TNL ခေါင်းဆောင်ကြီးတွေအားလုံးကိုလေးလေးစားစားနဲ့တင်ပြပြစီနော်အောက်ချင်မှာတော့ဒီလိုတွေဖြစ်နေတာဒီ TNL အတွက်လည်းမကောင်းသလိုကျွန်တော်တို့မြန်မာတပြည်လုံးအတွက်မကောင်းဘူးရန်သူအတွက်အားတွေဖြစ်စီတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာတပြည်လုံးအတွက်နော်ကျွန်တော်တို့တွေကြောချင်းကပ်ပြီးတော့ရင်ကျက်အထားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေအမမှန်ဆိုတော့ဖြစ်တင်တာကနော်ကျွန်တော်တို့ အကောင်လုံးအဖွဲ့အစည်းပေါင်းစုံက coordination body နဲ့စုစည်းပြီးတော့ဘုံရတကုံနွားဖို့လုပ်ကြမှာပါအဲ့တော့ညီမပြီးအလဲပိုင်းရင်းနဲ့ဗမာတိုင်းရင်းသားတွေအရေးကိုလည်းကျွန်တော်ပြောချင်တယ်ပြောချင်တယ်ဆိုတော့ကအခုဗမာတိုင်းရင်းသားတွေကတော့ခေါင်းဆောင်ကပျောက်နေတယ်ဘာကြောင့်လဲဆိုတော့ဗမာတိုင်းရင်းသားတွေမှာဥဆောင်မှုကနှမျိုးရှိမယ်ထင်တယ်ကျွန်တော်ကထင်တော့တမျိုးကကျတော့ဒီသက်ဆိုင်ကခေါင်းဆောင်မှုနဲ့တမျိုးကတော့ ် NUG ခေါင်းဆောင်မှုဆိုတဲ့နှမျိုးရှိမယ်နဲ့ဒူးတယ်ဒေသစာခေါင်းဆောင်မှုဆိုတာကကျွန်တော်တို့ဒေသလိုက်เนาะကိုယ်အဖွဲ့စည်းလိုက်เนาะကျွန်တော်တို့ LDF တွေပေါ့ဒေသလိုက်ပေါ်လာတဲ့မြေပြင်ကပတ်ပွားလာတဲ့ကျွန်တော်တို့တိုင်းရင်းသားတွေเนาะခေါင်းဆောင်တွေအစုအဖွဲ့တွေဒါက NUG ရဲ့ခေါင်းဆောင်မှုဆိုတာကတော့ NLD အဲ့တော့ကျွန်တော်ကြည့်ကြည့်ရတာ NUG ဒီမိမိတို့ကိုမိမိဗမာကိုစားပြုအဖွဲ့အနေနဲ့တတ်မှတ်ထားတယ်နဲ့တူးတယ် အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာက NGV အဲ့လိုမျိုးသတ်မှတ်ထားတယ်ဆိုလို့ရှိရင်အပြည့်အဝမမှန်ဘူးเนาะအပြည့်အဝမမှန်ဘူးအဲ့တော့ဒီ NG ကလည်းကျွန်တော်တို့ဒီနှစ်စမ်းပါသမရဒူဝါလရှိလာကိုယ်တိုင်ပြောထားတယ် reval လုပ်မယ်ပြပြပြောင်းလဲလုပ်မယ်ဆိုကျွန်တော်တို့စောင့်ကြည့်နေတာအခုသုံးလတဲ့ကိုရောက်လာပြီအဲ့တော့တိတ်တာထင်ရှားတဲ့ပြောင်းလဲမှုလည်းတိတ်မတွေ့ရအောင်ရေပြင်ကိုလာကြပါဆိုပြီးတော့ခေါ်တဲ့အခါကျတော့လည်း တယောက်ကတမျိုးပြောလိုက်တယောက်ကတမျိုးပြောလိုက်တိတ်လည်းမတွေ့ရတခါယနေ့အချိန်မှာကျွန်တော်ဒေါ်လာတန်ပေါင်းများစွာကိုသုံးစွဲခဲ့တယ် NUG သည်စင်းလည်းမရှင်းနော်နောက်ကကျတော့ညီညွတ်မှုလည်းမတည်ဆောက်နိုင်ဆိုတော့ NUG ရဲ့ဥစားမှုကဏ္ဍမှာရှိတဲ့ပုံကိုယ်တွေသည်ဘလို့ကောင်းတာမှုမျိုးတွေလဲအဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ထိန်းကြောက်အောင်တက်မှန်အောင်ကျွန်တော်မှတာဝန်ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီဒီခေါင်းဆောင်နေရာကိုယူထားတဲ့တက်ဦးမှနေတဲ့သူတွေကလောက်ချင်တိုင်းလှုပ်ပြီးတော့เนาะလောက်ချင်တိုင်းလှုပ်ပြီးတော့ဒေါ်လာရေးကြီးကိုသူတို့ကပဲ့ကိန်မာလိန်မှုဆိုပြီးတော့လောက်ရမဲ့သူတွေကလောက်ချင်တိုင်းလှုပ်ပြီးတော့เนาะဘာမှမသိဘဲနဲ့တောင်ရောက်မြောက်ရောက်တဲ့လှုပ်နေလို့ရှိရင်အချိန်ကြာလာတဲ့အမြတ်ကျွန်တော်တို့ဒေါ်လာရေးကြီးကပေးဆက်ရတာညားလိုက် ီလိုမဖြစ်ဖို့ဆိုတာကျွန်တော်တို့တွေအကုန်လုံးကစစ်စစ်လေးလေးနဲ့သိသသာနဲ့ဝေဖန်ထောက်ပြကြရမှာပဲအဲ့တော့ဒီလိုအနေထားမျိုးမှာဘလို့စေအနေဆုံးအနေဆုံးအနေဆုံးနော်အနေဆုံးအစ်င့ကကျွန်တော်တို့ဒီမြမပြီးအလဲပိုင်းမှာမကွေးမှာစကိုင်းမှာမန္တလေးမှာဘကောမှာရန်ကုန်မှာကျွန်တော်ညီညွတ်ရေးတွေစုဖွဲ့မှုတွေဘလောက်လုံနိုင်တယ်လဲဆိုတာမိကုန်းကျွန်တော်တို့ရှိတယ်လောက်ဖို့လဲလူတယ်ဒါမှမဟုတ်ဘဲနဲ့နော် ကျွန်တော်တို့အာနာရီရင်မူးလာပြီးတော့အကျင့်ပြန်ချစားမှုတွေနဲ့เนาะတယောက်တယောက်ဖုတ်ကိုเนาะအမိကြိုးချီထားသလိုတယောက်တယောက်မဖော်ရဲတယောက်တယောက်မပြောရဲနဲ့ဒီလိုပုံစံမျိုးဆိုကျွန်တော်တို့တော်လိုင်းရလုံးပါပါလိုက်အမှန်တကယ်ဆိုလို့ရှိရင်ကျွန်တော်တို့အညာဒေသမှာเนาะကျွန်တော်တို့ဟိုတလောတွေ့လိုက်ရတဲ့ဖက်လိုက်ရတဲ့စောင်းပါးတွေအရဆိုလို့ရှိရင်ထွက်လိုက်တဲ့ရင်းနှင်းတွေထွက်လိုက်တဲ့သစ်တွေထွက်လိုက်တဲ့သဘာဝပစ္စည်းတွေ ီယာတွေကနေပြီးတော့နောက်ကကျတော့ water gate တွေကနေတခုကနေပြီးတော့တနေ့တနေ့ရတဲ့ပတ်စံကနဲတာမဟုတ်ဘူးဒီ lockdown ဒီ lockdown ရနေတဲ့ပတ်စံတွေကိုအကျိုးရှိရှိအသုံးချမယ်ဆိုရင်တော်လန်ရေးကြီးကကျွန်တော်တို့ရှစ်ကိုရောက်တာအများကြီးပဲနောက်က line ပေါ်မှာ live ပြီးတော့မှခလေးတွေလူငယ်လေးတွေနော် live လွှင့်ပြီးတော့တာမှာအလူငွေခံနေစရာအကြောင်းမရှိဘူးတော်တော်အရာကြီးကမဖြစ်လာတဲ့အခါကျတော့ယနေ့ လူငယ်လေးတွေအများကြီးပဲကိုယ့်ဘဝကိုရုတ်ကန်နေကြရတာယနေ့ချိန်ကြီးအရှိန်မပြည့်ဝသေးတာယနေ့ချိန်ကြီးကြီးကမရှိသေးတာလိုအပ်နေတာတွေအများကြီးပဲအဲ့တော့ကျွန်တော်လေးလေးကျော်ကာလမှာเนาะကျွန်တော်တို့နုကြီးရဲ့အလွဲ့လွဲ့အမမတွေကနောက်ပါသလုံးရဲ့အလွဲ့လွဲ့အမမတွေကကျွန်တော်လည်းပြောလာခဲ့တာကအားရောင်တော်ပေါက်ဒါပေမဲ့ဘလောက်ကြည့်အောင်တေကြတဲ့ပြုပြင်ပြောင်းလဲရေးကိုလုံနိုင်ပြီးပြီလက်ဆိုတာကိုကျွန်တော်တို့က ယနေ့ချိန်မှာနောက်ဆုံးကျွန်တော်တို့ကမေကွန်းထုတ်ပြီးတော့ပြည်သူကိုတင်ပြဖို့လဲကျွန်တော်တို့ကတောင်းဆိုဖို့လိုသေးတယ်။ဥမာဆိုလို့ရှိရင်လွန်ခဲ့၄နှစ်သားမှာကျွန်တော်တို့ကဘာတွေအောင်မြင်ခဲ့ပါတယ်ဒီငွေကြေးတွေကဘလို့သုံးခဲ့ပါတယ်ဆိုတာကိုအနိုင်ဆုံးရန်သူကိုမသိစေခြင်းဘူးဆိုရင်ကျွန်တော်တို့နိုင်ငံရေးနယ်ပယ်မှာဒေါ်လာရေးနယ်ပယ်မှာဂုံသိက္ခာရှိတဲ့ခေါင်းဆောင်ကြီးတွေအများကြီးရှိတယ်။ဆယ်ကဏ္ဍလောက်ကိုဖိတ်ကြားပြီးတော့ ရှင်းပြရင်တော့မစိုးဘူးနောက်တစ်ခုကကျွန်တော်တို့ညီညွတ်ရေးကိုဒီစားအောင်ကျွန်တော်ကဟိုမှာဒူဝါလက်ရှိလာကချင်းနှစ်ဘွဲကညီညွတ်သွားလို့ချီးကျူးပါတယ်ပြောတဲ့အခါမှာကျွန်တော်ကပြုံးမိတယ်ဘာကြောင့်လဲချင်းနှစ်ကိုငကိုတွေကကျွန်တော်ကမဖြစ်စေချင်လားဒီတော့ကိုကျွန်တော်တော့ပြောတာကျွန်တော်ပဲရှိတယ်တော်တော့ဒူဝါလက်ရှိလာကပြောတဲ့ဟာကညီညွတ်သွားတဲ့အတွက်ချီးကျူးပါတယ်ပြောတဲ့အခါကျတော့ကျွန်တော်ပြုံးမိတယ်ဘာကြောင့်လဲဆိုတော့ အညာဗမာဒေသမှာသွေးခွဲတာက NLD NUG ကိုယ်တိုင်ဖြစ်နေလို့ပဲညီညီတွေကမတိဆောက်နိုင်တာကလည်း NUG NLD ကိုယ်တိုင်ကဖြစ်နေလို့ပဲအဲ့တော့ဒီနေ့အချိန်မှာသမရကြီးဒူဝါလက်ရှိလောက်ကိုကျွန်တော်ပြန်ပြီးတော့ remind လုပ်ခြင်းနဲ့เนาะသတိပေးခြင်းနဲ့အသိပေးတင်ပြခြင်းနဲ့ညီညီရေးကိုမိမိကစပြီးတော့လောက်အောင်မှာဖြစ်ပါတယ်เนาะဗမာဒေသတွေ အခုရှိနေတဲ့အင်အားတွေကနည်းနည်းနော်တော့မဟုတ်ဘူးဒါတွေကိုစုစည်းနိုင်ဖို့လုပ်နိုင်ဖို့မဟာမိတ်ဆက်ဆက်ရေးတွေနဲ့ကိုကလုပ်နိုင်ဖို့တွေကတိတ်အရေးကြီးပါလေအဲ့ဒီမှာဆိုလို့ရှိရင်ဒီတော့မှကြောသားရင်သားတွေမခွဲခြားမနဲ့လောက်ရမယ့်အနေအထားဖြစ်ပါလေတကယ်လို့သာအရေးကြီးရှိတဲ့ခေါင်းဆောင်မှုတွေနဲ့လုံဆောင်နိုင်ခဲ့မယ်ဆိုလို့ရှိရင်အတူရှည်ဆက်ယုံနေဆိုတာကမြမဘီမာကလုံးဝကိုတီထောင်ပြီးသားဖြစ်နေခဲ့ရမှာပါနှခမ်းကြီးဆက်ယုံနေဆိုတာ တီထောင်ခဲ့ပြီးသားဖြစ်ရမှာပါငွေကြေးတွေဆိုတာအညာဒေသမှာဟောကလေးဟောကလေးဟောကလေးဝင်နေတဲ့ပတ်စံတွေကနည်းနည်းတော့တော့မဟုတ်ပါဘူးဒါတွေကိုအကျိုးချစ်ရှိအသုံးချနိုင်ခဲ့ရမှာပါအဲ့တော့လေးလေးဆိုတာက enough is enough ရောက်ဘွေးเนาะကျွန်တော်တို့လေးနှစ်သက်တမ်းကလည်းကုန်ပြီအဲ့တော့ယနေ့အချိန်မှာတော့ကျွန်တော်တို့ဒေါ်လာရေးကြီးရေစုံမမျောသွားဘူးလုံးပါမပါသွားဘူး ကျွန်တော်တို့ပြက်ပြက်သားသားနဲ့လှုပ်ရှားရှိတာတွေကိုရှေ့ဖို့ရှေ့လန်းနေတိုးပြီးတော့လှုပ်ကြမယ်အချိန်လဲရောက်ပြီဒါကြောင့်မလို့ကျွန်တော်တို့ကဒေါ်လာရေးကြီးမှာဖြစ်ဖြစ်အရေးတော်ပုံမှာဖြစ်ဖြစ်တိုင်းပြည်မှာဖြစ်ဖြစ်เนาะကြောက်ယူနေစိုးမိုးနေသလားအရေးချင်းမရှိတဲ့ကောင်တွေစိုးမိုးနေသလားမြင်းထိန်ငတ်တာတွေတိတ်များနေသလားဒါတွေကိုလည်းကျွန်တော်ကစောင့်ကြည့်ရမယ်ဒါတွေရှိနေလဲကျွန်တော်တို့ကဖယ်ရှားရမယ်နောက်တစ်ခါကျွန်တော်တို့ဒီဒေါ်လာရေးကြီးကမိဘဆက်ဆက်ရေးနဲ့အချက်ချင်းမဟာမိတ်တွေနဲ့ ိုတွေကဘုံရံတကူနှွားပြီးတက်ရမှာဖြစ်တဲ့အတွက်အညာဗမာဒေသစုစည်းညီရေးကိုအညာဗမာဒေသဖြစ်ဖြစ်ရန်ကုန်မက္ကလေးနော်အေယာဝတီဘကိုးနော်မကွေးစကအကုန်လုံးစုပေါင်းညီညွတ်ရေးထိုမသည်ညီမတပီလုံးညီညွတ်ရေးအထီးကိုကျွန်တော်တို့သွားနိုင်ဖို့ကိုအားလုံးအားလုံးအားလုံးဒီအရေးတော်ဘုံကြီးမှာပါဝင်ပတ်သက်နေတဲ့သူတွေအကုန်လုံးကတော်လိုင်းအသည့်တော်လိုင်းသတိညံ့အမျောမြင်ကြီးကြီးနဲ့ ကျွန်တော်တို့ပြီးပေါင်းဆောင်ရွက်လှုပ်ဆောင်နိုင်ကြဖို့တိတ်အရေးကြီးတယ်ဆိုတာကိုကျွန်တော်တို့တင်ပြခြင်း